ကျွန်တော်တို့ကလီစီလူမျိုးရင်းနဲ့က connection ဖြစ်တဲ့အတွက်ကျွန်တော်တို့လုပ်တဲ့ဘာပဲပြောပထမဆုံးကဲ wedding fair ဆိုတာထက် fashion show နဲ့ wedding နဲ့ကောင်းကောင်း bridal နဲ့ပြရတဲ့ဟာလုပ်မယ်ဆိုတဲ့အချိန်မှာလီစူလီစူလူမျိုးတွေကဒီလိုဆန်းဆန်းပြပြအနေနဲ့ dress တွေရှိရဆိုတာကိုရန်ကုန်တခြားကချင်ပြည်နယ်မှာလုပ်တယ်တခြားပွဲတွေမှာပါပဲမဲ့လေတိုင်းနာပွဲတွေမှာပါပဲမဲ့လေကျွန်တော်တို့အခုလိုမျိုး wedding မှာလည်းပြလို့ရရဆိုတဲ့ဟာကိုကျွန်တော်ထုတ်ပေါ်ပြသတာဖြစ်ပါတယ် အာကျွန်တော် Blessed Entertainment အနေနဲ့စရတာတော့ဒီ industry ထဲမှာအဓိကတော့ beauty pageant နဲ့စခဲ့တာပေါ့နော်ဆိုတော့ဒီချိုတော့အပါဝင်ပေါ့ဆိုတော့အဲ့ဒါကတော့ကျွန်တော်၈နှစ်ကျော်ပြီးတော့၉နှစ်ထဲမှာတော့ entertainment တစ်ခုအနေနဲ့တော့ရောက်ပြီဒါပေမဲ့ကျွန်တော်တို့တိတိလေးပါပဲအခုတည်းကလည်းတိတိလေးပါပဲအာမိသားစု small business ပုံစံမျိုးနဲ့ဟိုပေါ့ကျွန်တော်လည်းအမြင်နဲ့ပြောသလိုကျွန်တော်ကကြတော့တခြား business ကိုစီးပွားရေးရကျွန်တော်လုပ်တယ်ဒါပေမဲ့အဓိကဒီ entertainment နဲ့ပတ်သက်တာ fashion နဲ့ပတ်သက်တာကြတော့ကို passionate ဖြစ်တဲ့အတွက်ဝါသနာပါတဲ့အတွက်လုပ်တယ်ဆိုတော့အခုလည်း ရှင်းနေပြည့်ပြီးတဲ့နောက်ပေါ့နော်ဒီခုနှစ်ထဲရောက်လာတဲ့အချိန်မှာအာဟိုပိုပေါ်စိတ်ထဲမှာ business ဖြစ်ရမယ်လူတွေအများကြီးလာဝယ်ရမယ်လို့စကြရေရမရည်စုဘူးကျွန်တော်တို့ hotel နဲ့ကျွန်တော်တို့ ਨੇ မမ IV တို့ ਨੇ deal ရဟိုဟာ တလားလောက်ပဲအချိန်တလားလောက်ပဲရှိရပါတော့เนาะအချိန်တလားလောက်တောင်မရှိတဲ့အချိန်မှာကျွန်တော်ဒီရက်ကကျွန်တော်တို့ဟာဆိုင်ငန်းတွေအများကြီးဝင်ဖို့ or နောက်ပြီးတော့ business area sponsor တွေအများကြီးရဖို့အဲ့ဒါမျိုးဆိုတာဒါကျွန်တော်တို့ချစ်ချစ်လေးလေးနဲ့ပေါ့เนาะအဓိကတော့ကိုသုံးနိုင်တဲ့ငွေပေါ့ကိုစိုက်နိုင်တဲ့ငွေပမာဏတွေမှာကိုပါလုံးနိုင်မလဲနောက်ပြီးတော့ကျွန်တော်တို့ဒီ entertainment မှာအာရှင်းနှစ်ကနေကိုနှစ်အတွင်းမှာဟို partnership အနေနဲ့ make ဒီရရဲနောက်ပြီးတော့မနှက်ဖြန်ဆိုရင်ပို့ပြီးတော့ talent တွေအများကြီးတွေ့ရမှာပေါ့เนาะဆိုတော့ကျွန်တော်တို့ talent တွေအများကြီးရှိရဲဒါပေမဲ့ဒီနေ့ကတော့ပွဲတိုက်တော့အာစီလိုနာရဲ့ပဇာန် runway မှာပဇာ runway မှာကျွန်တော် talent တွေအကုန်ရှောက်နေကြရတယ်။ဟုတ်ဟုတ်ဟုတ်။ဟုတ်ပဇာ runway မှာကျွန်တော် talent တွေအကုန်ရှောက်နေကြရတယ်။အော်ဒီနေ့မှာကျွန်တော်နည်းနည်းအားနည်းပေါ့နော်။ချိုးကအဓိကပြီးပြီးတော့ကနေပြီးတော့ဟိုကာရိုက်ဖြတ်ပြီးတော့လာကူညီပေးတယ်ကျွန်တော်အဲ့လိုမျိုးပဲကျွန်တော်တို့ကလည်းဒီမှာဟိုအချင်းချင်းဟိုမက်ဆေ့မီတို့နောက်ပြီးတော့ရင်ကျွန်တော်တို့ဒီမှာပါမဲ့ဒီဇိုင်နာကိုအုတ်ကာတို့နောက်ဒီမှာကျွန်တော်တို့တွေမှာအတူတူပါဝင်ပတ်သက်ကြရတဲ့သူတွေအားလုံးကအာကျွန်တော်တို့ဟိုပေါ့အာချစ်ကြခင်ရလို့ရင်းမိခဲ့တာနှစ်ကြာလို့ ဟိုပူပေါင်းပြီးတော့ပဲဟိုလုပ်ကြတာပေါ့နော်ဟိုလိုမျိုး business အရာတစ်ခုခုမဟုတ်တဲ့အတွက်အားနည်းချက်တွေလည်းအများကြီးရှိပါတယ်ဒီနေ့အာဒီပွဲစီစဉ်မှုဖြစ်မြောက်ဖို့အတွက်အားနည်းတဲ့အရာတွေအလုံးစုံပဲလဲအဒီညနေပဲနှုတ်ညတော့မှာပါတယ်နောက်ပြီးတော့အပုတ်ကောင်းတဲ့အစီအစဉ်တွေလည်းမနက်ခင်မှာရှိရတော့လားအားပေးဖို့လဲအဒီညနေပဲဖိတ်ခေါ်ချင်ပါတယ် အာဒီနေ့ကတော့ကျွန်တော်တို့ bridal round ပဲပေါ့နော်အလွယ်တကူကျွန်တော်တို့ဟိုကျွန်တော်တို့ဒီဇိုင်နာတွေကတယောက်ကအဝတ်အစားတွေမပြီးတဲ့အတွက်အလွယ်တကူထွက်လိုက်ရတယ်ဒါမှအာအမေမိမောင်ပေါ့နော်မိမိဦးမောင်ကလည်းကျွန်တော်ကျေးဇူးရမ်းတင်နေအကောင်းဆုံးလိမ့်ချပေးတယ်ဒီမှာရှိတဲ့ jewelry တွေကလည်းအကောင်းဆုံးဝိုင်းပြီးတော့ဆင်မြန်းပေးတယ်အဲ့ဒါမှကျွန်တော်တို့ကောင်းကောင်းမွန်မွန်နဲ့ အာဖြစ်သွားတယ်ပေါ့နော်ဆိုတော့ဟိုတရောင်းဖြစ်သွားတယ်နောက်ပြီးတော့ဒီနေ့အတွက် special round ကတော့အစတွေကပြင်ဆင်လာတာတော့အခုဒီဇိုင်နာလီစုဒီဇိုင်နာမက်စီမီပေါ့နော်ဆိုတော့လီစုလူမျိုးတွေကကချင်လူမျိုးကချင်ပြည်နယ်မှာရှိတဲ့ကချင်တိုင်းရင်းသားမျိုးနွယ်စုလို့သတ်မှတ်တဲ့မျိုးနွယ်စု6မျိုးတည်းကတစ်မျိုးဖြစ်တယ်နောက်ပြီးတော့ဟိုပေါ့ ကျွန်တော်နဲ့လီစီလူမျိုးတွေနေရကြတော့လဲအရင်ကတည်းကမဆီမိမမဟုတ်ဘူးချစ်ချစ်ကြီးကြီးမဟုတ်ကျွန်တော်စီက beauty pageant မှာပထမဦးဆုံးတပည့်ကျွန်တော်ရဲ့ပထမဦးဆုံးမွေးထုတ်ခဲ့တဲ့သမီးဆို Sarah Fish ကလီစီလူမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့အဲအားကြောင့်မလို့ကျွန်တော်တို့ကလီစီလူမျိုးတွေနေက connection ဖြစ်တဲ့အတွက်ကျွန်တော်တို့လုပ်တဲ့ဘာပဲပြောပထမဦးဆုံးကဲ wedding fair ဆိုတာထက် fashion show နဲ့ wedding နဲ့ကောင်းကောင်း bridal နဲ့ပြရတဲ့ဟာလုပ်မယ်ဆိုတဲ့အချိန်မှာလီစီ လီစလူမျိုးတွေကဒီလိုဆန်းဆန်းပြပြအနေနဲ့ dress တွေရှိနေဆိုတာကိုရန်ကုန်တခြားကချင်ပြည်နယ်မှာလုပ်တယ်တခြားပွဲတွေမှာပါပေမဲ့လည်းတိုင်းနာပွဲတွေမှာပါပေမဲ့လည်းကျွန်တော်အခုလိုမျိုး wedding မှာလည်းပြလို့ရရဆိုတဲ့ဟာကိုကျွန်တော်ထုတ်ပေါ်ပြသတာဖြစ်ပါတယ်အဲနောက်ပြီးမနက်ဖြန်မှာတော့ဒီဇိုင်နာကိုအုတ်ကာရဲ့တကယ်မြန်မာမှုပေါ့နော်လက်ရစစ်စစ်တွေအားလုံးကြည့်ကျင်ရတဲ့ဟိုဒီနေ့ခေတ် trend ဖြစ်နေတဲ့အဲ့လိုစွန်ကြွေးဝစ်စုံနေနောက်ပြီးတော့ရင်ဟို dress တွေနောက်ပြီးတော့တကယ် ဒီထိုင်မသိန်းတွေကိုလည်းတွေးရမယ်အဲနောက်တစ်ခုကကြတော့ဟိုဟာကျွန်တော်တို့ဒီဇိုင်နာကိုစီတူဝင်ရဲ့ dress တွေနောက် ပြီးတော့ဒီဇိုင်နာဝင်ရင်လည်းဒီဇိုင်နာကိုရဲထအောင်တို့ရဲ့ dress တွေကိုလည်းတို့တွေကဖန်တီးထုတ်လုပ်ထားတဲ့ဟာတွေကိုလည်းမနေ့ကမှကျွန်တော်တို့ဖိတ်မြင်ရမှာဖြစ်ပါတယ်ခင်ဗျာဟိုသူ့မှာ professional အလုပ်တွေရှိရပေါ့နော်ကျွန်တော်မပြောပြတော့အလုံးအားအားသင့်တော့မှဆိုလို့သူက hidden talent အနေနဲ့ဖွက်ထားတာလည်းဖြစ်ကောင်းပြဒါပေမဲ့ကျွန်တော်တခုပြောပြမယ်နော်မြန်မာပြည်မှာအရင်ရှာရှာပါပါဖြစ်တဲ့အာ ice skate နဲ့ performance လောက်တာကိုချိုးလုံနိုင်တယ် เออเนาะอะตะแก้วโอไอซ์สเกตကိုနိုင်ငံခြားမှာသွားတင်တာပြီးတော့နိုင်ငံခြားပညာရှင်တွေနဲ့တင်တာပြီးတော့ไอซ์สเกต performance ကို international မှာကတယ်လို့ကနိုင်တာသူရဲ့ hidden talent ဒါမှဘယ်သူမှမသိကျွန်တော်ဒီနေ့ပြောရဘယ်သူမှမသိဘာလို့လဲဆိုတော့ဒီမှာအရန်ပူတော့ရေခဲပြင်မှာမရှိရအောင်ဆီးရမရှိဘူးဟုတ်ရေခဲပြင်မှာမရှိအဲသူရဲ့ไอซ์สเกต teacher သူရဲ့တကယ်ကို professional life ဟုတ်တယ်သူအရန်အောင်မြင်ခဲ့တယ်ဒါမှ သူအဲ့ဒါကိုတော့သူစွန့်လုပြီးတော့ဒီအမှုပညာလောကတွေမှာဝင်ငွေလဲကောင်းရင်သားနဲ့ဟာရတယ်ဆရာဘယ်နေရပဲရှောက်ရရှောက်ရနောက်ပြီးတော့တကယ်ကိုတရုတ်ဆောင်လုပ်တဲ့အချိန်မှာဒီနေ့အောင်ဆရာတစ်ပည့်နှစ်ယောက်တော့ backstage မှာပြောနေသမီးလို့ငါနဲ့အရင်နှမျောတယ်လို့ engineer ဘွဲလည်းရပြီးသားပေါ့နော်နောက်တစ်ခုကကြတော့သမီးရဟိုပါပေါ့ဟို ice skate မှာတော့မှ performance ice skate performance လုပ်တဲ့နေရာမှာဝင်ငွေကောင်းတဲ့ t-shirt တယောက် ဖြစ်နေပြီပေါ့နော်ဘာလို့အဲ့အရာတွေကိုစွန့်လွတ်ပြီးတော့ငင်ဒီလောကကြီးကိုယူးယူးမိုက်မိုက်နဲ့ဆက်ရှောက်နေရလဲလို့ဘာလို့ပဲပြောပြောဒီအချိန်တိုင်းတာအတွင်းမှာဟိုခေါင်းဆောင်မင်းသမီးအနေနဲ့လည်းအရင်မြင်ခြင်းနေပေါ့နော်ဖြစ်ဖြစ်စေခြင်းလာပြီပေါ့ဒါတော့ကျွန်တော်ယင်နေရမှန်တရားပါအကယ်ဒမီလည်းရစီခြင်းပါနော်ဒီဒီကြောင်းပွဲကနေစပါဘောဆရာကဒီချို့တို့ကြာမှာတက္ကသိုလ်အောင်ဆုံးအနေနဲ့ miss ပွဲပြုတ်တယ်ပေါ့နော် miss ပွဲလို့တော့အဲ့ miss ပွဲကိုပြန်ရင်းနဲ့အဲဟိုစူးရရမယ်မရရမယ်ဆိုရယ်စိတ်မရှိဘူး အဲ့ဒီ stage ပေါ်မှာရှောင်နေရရင်ပြောတာအဲ့လိုလိုအဲ့အဲ့တော့ဘယ်လိုပြောမလဲအကောင်းဆုံးလုပ်ခဲ့တယ်ဒါပဲစုရတော့ရတယ်ပြရသားကြီးနောက်ပိုင်းမှာလို့တဖြည်းဖြည်းနဲ့ဒီဒီနိမညာလောကရဲ့ရောက်လာတယ်ပေါ့ရောင်းရောင်းနေပေါ့အဲ့လိုအခုရုပ်ရှင်ရိုက်တော့လဲလို့ပဲပေါ့နော် character တစ်ခုကိုလုပ်ပြီးရိုင်းအဲ့လိုစင်းတစ်ခု tempo စင်းနေပဲဖြစ်လုပ်ပြီးရဲ့အချိန်မှာငါလုံးနိုင်နေဆိုစေအဲ့ဒီ feeling ကအရင်တော့ပေါ့ကြာတယ်အဲ့လိုဟို character တစ်ခုကို ဟိုကိုကဖန်တီးလိုက်တဲ့ character တခုကိုဒါ prep ဟိုပြည့်တဲ့ကြီးရကြီးပြီးရအချိန်မှာဒီတို့ရဲ့ feedback တွေလာတဲ့အချိန်မှာလည်းဂျိုရမ်းပျော်ရတယ်အကုန်လုံးကလည်းဟိုချစ်ပေးကြရတယ်အဲ့တော့ကျွန်တော်ဒီဒီလိုမျိုးအနုညာလို့လို့ရတာဟိုအရန်ကြိုက်တယ်ပေါ့နော်ကိုမဟုတ်တဲ့ character ဘောင်းစုံကိုလှုပ်ခွင်းရတဲ့ဟာဘဝမျိုးစုံပေါ့နော်လူဘောင်းများစွာရဲ့ဘဝမျိုးစုံကိုဒီအနုညာလို့ဒီမင်းသမီးဆိုတဲ့နေရာပေါ့တရုတ်ဆောင်ဆိုတဲ့နေရာနေပြီးအများကြီးပုံဖော်ခွင့်ရတဲ့အတွက်လည်းအရန်ကျင်တဲ့ဟာဒီဆရာကို ဆရာလို့ပြောလို့ရပါတယ်အဖေလို့ဆရာပေါ့ပြောရမယ်ဆိုရင်တော့ဒီဒီလောကတွေကိုရောက်လာတာဒါဆရာကြောင့်ရောက်လာတာပေါ့နော်အချို့အစားဒီပုံမှန်အားဖြင့်တော့ဒီတမန် potential ရှိရဲ့အလုပ်တစ်ခုပေါ့ဒီ engineer လုပ်မယ်ဒါဒီလိုမျိုးပဲဟို life ကပုံမှန်ပဲပေါ့နော်ဒါမဲ့ဒီအနုညာလောကတွေကိုဆရာကြောင့်ရောက်လာတယ်ဆရာအများကြီးသင်ပြပေးရအတွက်ခေါ်ပေးတယ်အဲ့လိုမျိုးအာဒါသူ့ရဲ့ယူသွမှုနဲ့ထိုက်တန်တဲ့ဒီအမှုပညာပေါ်မှာယူသွတဲ့သူ့ရဲ့စိတ်အပေါ်မှာသူထိုက်တန်နေရလပြင်ရမယ်လို့ကျွန်တော်ယုံကြည်တယ်။နောက်ဒီပြိဿတ်တွေကိုလည်း အာပီအာပီပြီးပါလို့နော်ချိုချိုလည်းအာပီပြီးပါနောက်ကျွန်တော်တို့ဒီ blast entertainment ကနေပြီးတော့ထွက်လာတဲ့ talent တွေအပေါ်မှာလည်းအကောင့်ကျိုးအကြောင်းအဆိုးတွေရှိရင်လည်းနားလည်လက်ခံခွင့်လုပ်ပေးပါနော်ကလေးတွေရဲ့အဖြစ်ကိုမြင်ရင်လည်းဟုတ်ပါတော့เนาะသူတို့တွေက shooting မှာဖြစ်စီနော်ဒါဒါတက်လောကလုံးပြောတာပါ shooting မှာဖြစ်စီ commercial မှာဖြစ်စီ event တွေမှာဖြစ်စီသူတို့တွေရဲ့ဟိုကိုမူရနှုတ်မူရရိုင်းပြခဲ့သည်ဟိုမှားယွင်းခဲ့သည်ရှိတော့ ဟိုကျွန်တော်ဆုံးမတာညံပြင်းတာအကြောင်းမဟုတ်လို့ဖြစ်တာလို့ပဲဟိုခံယူရင်းနဲ့အားလုံးကိုလည်းအနုညွတ်တောင်းပန်ပါတယ်ပြီးတော့ကလေးတွေရဲ့အဖြစ်တွေကိုလည်းတတ်နိုင်သမျှဖာထေးပြုပြင်ပေးရင်းနဲ့အားပေးဖို့လည်းဆက်လက်ပြီးအားပေးဖို့လည်းမြစ်တရခံကျင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ဗျာကျေးဇူးများတင်ပါတယ်